်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ပထမအဦးဆုံးတပုတ်အနေနဲ့မင်းအောင်လိုင်ကညိုစောကို၎င်းရဲ့ကိုစားအာဆီယံတရုတ်စည်းဝိုင်းရေးနဲ့ရှင်းလင်းမြုံနယ်မှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့ဆင်လုပ်ပြီးမယ်။ MEI အထူးလေရင်ကိုပေးမတုံပင်စစ်တပ် Focus 70လေရင်နဲ့တာသွားခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အစံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်က၎င်းရဲ့ကိုစားညိုစောကို အာဆီယံတရုတ်စည်းဝိုင်းရေးနဲ့ရှင်းလင်းမြုံနယ်မှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့ဆင်လုပ်ခဲ့တော်လဲ၎င်းရဲ့မိသားစုတည်တံ့အတုံးပြုနေတဲ့ MEI အထူးလေရင်ကိုပေးမတုံပင် Focus 70လေရင်နဲ့တာတရုတ်ကိုသွားခိုင်းကြောင်းနေပြီးတော့စစ်ဘက်တရင်အရှင်မြစ်တွေကပြောဆိုပါတယ်။ စက်တင်ဘာလ14ရက်နေ့မှာညိုစောကမင်းရောင်လိုင်းကိုစား22ကြိမ်မြောက်တင်ယုတ်အာဆီယံကုံစီပြပွဲနဲ့တင်ယုတ်အာဆီယံစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့နေပြည်တော်မှာတင်ယုတ်နိုင်ငံနန်နေမြို့ကိုထွက်ခွာခဲ့ပြီးစက်တန်ရဲ့ Focus Sampting လေးရင်ကိုသာအသုံးပြုသွားလာခဲ့ပါတယ်။ဦးညိုစောခီးစဉ်ကိုတက်မတော်လေးရင် Focus Sampting ကိုပဲတောင်းခွင့်ပေးနဲ့တက်ချုပ်တို့တုံနေတဲ့ MI ထူးလေးရင်ပေးမတော်ဘူး Focus Sampting ကခရီးတို့ထိုင်းတော့ဆိုရင်တော့တိတ်မပင်ပန်းမိမယ်ရှန်ကုံနန်နင်းလို့ခရီးဝေးပြန်တဲ့ခီးစဉ်6နာရီလောက်သွားတဲ့ခီးစဉ်ကြတော့ Focus SMD လင်းကဘလို့မှတက်တောင်တက်တာမဖြစ်ဘူးနောက်တစ်ခုကတော့ CD ပိုင်းပေါ်အဲ့ဒါကလေး MAI ထူးလင်းကတော့ Focus SMD လင်းထပ်ပို့ပြီးတော့ခရီးဝေးပြန်တန်းနာမှာ safe ဖြစ်တယ်ဒါပေမဲ့လည်းတက်ချုပ်ကသူကိုယ်တိုင်သာသွားရင် MAI ထူးလင်းတောင်းပေးမယ်ဥညိုစောကိုတော့အထူးလင်းပေးမတော်မူဒါကလည်းထူးခြားမှုပေါ့ MAI ထူးလင်းကိုသူနဲ့သူမိသားစုခီးစဉ်အတွက်တည်တံ့သုံးတဲ့ Air Force 1ပုံစံမျိုးလို့ပြောလို့ရတယ်လို့နေပြည်တော်စစ်ဘက်တရင်အရှင်မြင့်ကပြောဆိုပါတယ်မင်းအောင်လိုင်းကညိုစောကိုဇူလိုင်လ31ရက်နေ့မှာအစိုးရဝန်ကြီးချုပ်ဖြစ်ခန့်အပ်ခဲ့ က်ပြီးညိုစော့ကမင်းအောင်လိုင်းကိုနိုင်ငံတော်အကြီးအကဲလူအစိုးရဖွဲ့အစည်းဝေးတွေမှာပြောဆိုသုံးလုံးရပါတယ်။မင်းအောင်လိုင်းကအခုနှစ်ဇန်ဖေဖော်ဝါရီလ17ရက်နေ့မှာသူနဲ့သူ့မိသားစုတီးတန့်အုံပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငှားရမ်းတင်သွင်းထားတဲ့ Airbus အမျိုးအစား M319115 MSM5193 လေယာဉ် XYALK ကိုအပြီးအပြတ်ဝင်ယူခဲ့ပြီးမင်းအောင်လိုင်းနဲ့မိသားစုရဲ့ပြည်ပခီးစင်မှာအုံပြုဖို့၎င်းလေယာဉ်ကို MEI ကအမိခံပေးထားပါတယ်။ မင်းအောင်လိုင်က၎င်းတို့အတွက်ဝယ်ယူထားတဲ့ MI ထူးလျင်ကိုအတွင်ခန့်များကိုပါ၎င်းရဲ့စိတ်ကြိုက်ပြင်ဆင်ထားကြောင်းသိရပါရယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်တမ်းလအောက်ခံကျန်းဖော့ပါတီကရွှေကောက်ပွဲမှာနိုင်သမျှအကုန်ယူမှာဖြစ်ပြီးညီတိပါတီနဲ့မှညွန့်ပေါင်းဆိုးရဖွဲ့ဖို့အစီအစဉ်မရှိဘူးလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်တမ်းလအောက်ခံ ကျန်းဖို့ပါတီကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမှာနိုင်သမျှအကွန်ယူမှာဖြစ်ပြီးမြေတီပါတီထဲမှာညွန်ပေါင်းဖွဲ့ဖို့အစီအစဉ်မရှိကြောင်းကျန်းခိုင်ပါတီတရင်အရင်မြစ်ကပြောပါရယ်ကျန်းဖို့ပါတီရဲ့ဗဟုအလုံးမှုဆောင်စီဝေရီမှာစစ်အာဏာသိမ်းဖို့တိုက်တွန်းခဲ့တဲ့မဟာမိတ်နိုင်ငံပါတီနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထိန်းသိမ်းထားမှာဖြစ်တော့လေရွေးကောက်ပွဲမှာတော့မဲဆန္ဒနဲ့ရောအာလုံးဝင်ရောက်ရှင်ပြိုင်ကနိုင်သမျှမဲဆန္ဒနဲ့အာလုံးကိုရယူမှာဖြစ်ကြောင်းအစိုးရဖွဲ့စည်းခြင်းနဲ့လွတ်တော်မှာအဓိကအရေးကြီးနေရာများရယူခြင်းတို့မှာမြေတီနိုင်ငံပါတီနဲ့မှာညွန်ပေါင်းပုံစံဖွဲ့စည်းဖို့အစီအစဉ်မရှိကြောင်းသိရပါရ တယ်။ပါတီရဲ့ရွှေကောက်ပွဲမူဝါဒကမဲဆန္ဒနဲ့အားလုံးပြိုင်မဲ့နိုင်သမျှအကုံယူမဲ့အစိုးရအဖွဲ့ရောလွတ်တော်ဥက္ကဋ္ဌလိုအဓိကယာတုနေရာတွေမှာပါအခြားပါတီတွေကိုနေရာပေးတာမျိုးညွှန်ပေါင်းလုပ်တာမျိုးတော့မလုပ်ဘူးလို့မူဝါဒချမှတ်တင်အခုထက်တီတော့ပါတီကအပြတ်အသတ်နိုင်ရမယ်လို့ရှုံချည်တဲ့အမတ်လောင်းတွေရောမဲဆွယ်စည်းရုံးနာတွေရောကပါတီအနေနဲ့ ready အစဉ်သင့်ဖြစ်နေပြီလို့ပြောရမယ်လို့စန်းခိုင်ပါတီတရင်အရှင်မြစ်ကပြောပါတယ်။လာမယ့်ရွှေကောက်ပွဲမှာစန်းခိုင်ပါတီကမဲဆွယ်သုံးစီတွေကိုကြိုတင်စီစဉ်ထားတာဖြစ်ပြီးစစ်တပ်ကလာမယ့်စစ်ဘို ုံများရှင်ပြိုင်မဲ့မဲဆန္ဒနေများကိုတီးခြားဖယ်ထုတ်ထားကြောင်းသိရပါတယ်။ကျန်းဖို့ပါတီမှာဘူးလန်လာဆွေကလာမဲ့ရွှေကောက်ပွဲမှာတက်ချက်မှုတွေရာ NND မပါဝင်တော့လို့ကျန်းဖို့ပါတီကသာအနိုင်ရဖို့တီးခြားနေပြီဖြစ်ကြောင်းဒါကြောင့်အစိုးရတဲ့ဖွဲ့စည်းပွဲကအင်အားကောင်းလာတဲ့စစ်တပ်နဲ့ပူးပေါင်းပြီး AA နဲ့ MNDA ကိုအပြတ်တန်နေနေမှာဖြစ်ကြောင်းအဲ့လိုနေနေဖို့ကကျန်းဖို့ပါတီအစိုးရတဲ့ကလှုပ်ဆောင်ရမယ့်တာဝန်တင်ရဖြစ်ကြောင်းလူမှုကွန်ရက်မှာတစင်းထုတ်ဖော်ပြောဆိုနေပါတယ်။ ဆက်လက်ပြီးကရင်နီရှင်စေအုပ်ချုပ်ရေးကြီးညာခဲ့တဲ့မြို့နယ်၃မြို့နယ်မှာရွှေကောက်ပွဲမပြုလုပ်နိုင်လို့စစ်ကောင်မရှင်ထပ်မံကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်မရှင်ကကရင်နီပြည်နယ်ရှိမြို့နယ်၃မြို့နယ်မှာရွှေကောက်ပွဲမကျင်းပနိုင်တော့ကြောင်းကိုပြီးခဲ့တဲ့စက်တင်ဘာလ၁၄ရက်နေ့မှာ၎င်းရဲ့ဝါရဖြန့်သတင်းမီဒီယာတွေကတဆင့်ကြီးညာခဲ့ပါတယ်စစ်ကောင်မရှင်ကရခိုင်ကကရင်နီပြည်နယ်အတွင်းရှိမြို့နယ်အလုံးမှာရွှေကောက်ပွဲကျင်းပမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့တော့လေအခုအခါမှာမင်းဆက်ဖားဆောင်ရှားတော်မြို့နယ်၃ခုမှာရွှေကောက်ပွဲကျင်းပနိုင်ခြင်းမရှိတော့ကြောင်းထပ်မံကြီးညာခဲ့ပါတယ် ဖားဆောင်မျိုးနယ်စုတက်စကန်တစ်ခုပဲကျန်တော့တယ်ရှားရုံးနဲ့မင်းဆက်ကတော့ကျွန်တော်တို့တရားရဂိုင်းတော့ထိမ့်ချုပ်ထားပြီးတော့စစ်ကောင်စီစစ်ကော်မရှင်လုံးဝကင်းစင်တဲ့နေမျိုးဖြစ်တယ်လို့ခင်ရင်နီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနဲ့ပညာခွန်အောင်ကပြောပါတယ်ခင်ရင်နီပြည်နယ်အတွင်းနေမျိုးစုမှုနိုင်ဖို့နဲ့လုံခြုံရေးအတွက်ရွှေကောက်ပွဲမကျင်းပနိုင်တော့လို့ထပ်မံကြီးညာခဲ့တဲ့မင်းဆက်ဖားဆောင်ရှားရုံးမျိုးနယ်သုံးမျိုးနယ်ဟာပြီးခဲ့တဲ့ဇူလိုင်31ရက်မှာစစ်ကော်မရှင်ကအုပ်ချုပ်ရေးကြီးညာခဲ့တဲ့မျိုးနယ်တွေဖြစ်ကြောင်းသိရပါတယ်စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်ရွှေကောက်ပွဲအပိုင်း တမှာတော့ကရင်နီပြည်နယ်အတွင်းလိုက်ကွန်နဲ့ပေါ်လက်ခဲမြို့နယ်ဒီမှာပြုတ်လုသွားမှာဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာစစ်ကောင်မရှင်ကရွှေကောက်ပွဲကျင်းပဖို့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးကရင်နီမှာအထူးတလဲလှုပ်ဆောင်ခြင်းမရှိသေးပဲလိုက်ကွန်မြို့နယ်တစ်ခုနဲ့သာစီကားစွာရှိဖို့ဤမြို့မြို့နဲ့စူးစမ်းနေလျက်ရှိကြောင်း IEC အတွင်းရေးမှုနှင့်ပညာခွန်အောင်ထံမှသိရပါတယ်။ ဒါပေမဲ့လည်းလေကြောင်းတိုက်ခိုက်ခြင်းတွေနဲ့ရှမ်းတောင်ဒေသမှာတဆင်ကင်အီနီပြည်နယ်အတွင်းကိုအမြင့်ပြင်းထိုးစစ်ဆင်မှုတွေကိုအပြင်းအထန်ပြုလုပ်နေပြီးကင်အီနီတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြောင်းသိရပါတယ်။စစ်ကော်မရှင်ကနိုင်ငံအနှံ့ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့တော်လည်းအခုအခါ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်56မြို့နယ်မှာမဲဆန္ဒနဲ့122မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်တော့မယ့်အကြောင်းကိုရွေးကောက်ပွဲကော်မရှင်မှတဆင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးမန္တလေးစကိုင်းဗလာကွန်ဒိုပြိုကျမှုမှာတည်ဆောင်းသူများအတွက်နင်နာကြေးပေးပြီးနောက်ရှုံလောင်းရှာဖွေမှုရက်ဆိုင်ပြီးလမ်းပြန်ဖွင့်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ရေစစ်ကန်လန်းဤလမ်း60 22လမ်းနဲ့23လမ်းကြားပိတ်ထားပြီးစကိုင်းဗလာကွန်ဒိုရှာဖွေရှင်းလင်းရေးလုပ်ငန်းများလုံဆောင်မှုပြီးစီးပြီဖြစ်ပြီးစက်တင်ဘာလ16ရက်နေ့မှာစတင်ကပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါရယ်။အင်အားပြင်းထန်တဲ့စကိုင်းကလင်းကြောင်ပြိုကျခဲ့တဲ့မန္တလေးမြို့ရှိစကိုင်းဗလာကွန်ဒိုမှာတည်ဆောင်းသူတွေအတွက်နင်နာကြေးပေးအပ်ခဲ့ပြီးနောက်ရှုံလောင်းရှာ ောက်ဖွေမှုတွေကိုရှက်ဆိုင်လိုက်ပြီးဖြစ်ကကွန်ဒိုအနီးပိတ်ထားတဲ့လမ်းတွေကိုဒီကနေ့ကစပြီးပြန်လည်ဖွင့်လှစ်မယ်လို့ Sky Villa ရဲ့ Operation Manager ဦးလင်းလင်းထွန်းကပြောကြားပါရယ်ကွန်တိုပြောကြားမှုကြောင့်အသက်ဆုံးရှုံးရသူများအတွက်တအူးလင်းငွေကျပ်300ရာနှုန်းနဲ့ထောက်ပံ့ငွေပေးရမှာစတေမာလ15ရက်နေ့မှာဒုတိယကြိမ်ဖြစ်86ကိုပေးရခဲ့ပြီးစုစုပေါင်း148ဦးပေးရထားပြီးဖြစ်ရာနိုင်ငံသား10ဦးပါဝင်ကြောင်းသိရပါရယ်ငလင်လုတ်ပြီးနောက်ပိုင်း9လကျော်ကြာတဲ့ဒီစကိုင်းဖလာကွန်တိုပြောကြားမှုမှာရှုံးလောင်းထုံယူရမှာတည်ဆုံးသူ206ဦးရှိကြောင်းသိရပါရယ်ငလင်လုတ်တဲ့နေ့ကစပြီးရေစစ်ကန်လမ်းပိုင်းပိတ်ထားတာဘသူမှသွားလို့မရဘူးရဲတွေရောစစ်သားတွေရောရှိတယ်ကေဇိန်လုတ်တုံးကလည်းသူတို့အဖွဲ့အစည်းနဲ့သူတို့လုံ ကြတဲ့အပြင်လူမျိုးအသင်းတွေတောင်တိတ်မပါဘူး။တည်ဆုံးတဲ့သူဂျန်နေအောင်မှာပဲလို့မန္တလေးမြို့ကန်တုံးကပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ၁၀ရက်နေ့မှာ Sky Vanla ကွန်တိုပြူကြမှုရှာဖွေရှင်းလင်းရေးလုပ်ရမှာအမျိုးသမီးတုံးရဲ့ရှုံလောင်းကိုထပ်မံရှာဖွေနိုင်ကြောင်းမြန်မာနိုင်ငံမိသက် OC ဌာနမှထုတ်ပြန်ထားပါရယ်။အဆိုပါနေရာရှင်းလင်းပြီးမန္တလေးတိုင်းစစ်ကော်မရှင်ရဲ့ခွင့်ပြုချက်ရပါကအဆောင်တည်ဆောင်ရေးပြန်လည်လှုပ်ဆောင်မှာဖြစ်ကြောင်း Sky Vanla Operation Manager ဦးလင်းလင်းထွန်းကလူမှုကွန်ရက်စာမျက်နှာမှာပြောကြားထားပါရယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်တဲ့စကိုင်းကလင်းက ကြောင်းတိုင်းနှင့်ပြည်နယ်6ခုမှာသေဆုံးသူ3816ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ9ဦးရှိကြောင်းစစ်ကောင်မရှင်ရဲ့စက်တင်ဘာ10ရက်နေ့ထုတ်ပြန်ချက်တွင်ရသိရတယ်လို့သတင်းမှာဖော်ပြပါရှင်။ နောက်ထပ်တပုံအနေနဲ့ကြောက်တော်စာတင်ကြောင်းဘုံကျဲမှုပြင်းထန်စွာနဲ့တုံ့ပြန်မယ်လို့အေအေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ရှိကိုပိုင်ထက်တန်းကျောင်းနှစ်ကျောင်းဘုံကျဲမှုအတွက်ကျူးလွန်သူတွေကိုပြင်းထန်စွာနဲ့တုံ့ပြန်သွားမယ်လို့အရခတက်တော်အင်ကြီးကပြောပါရယ်။စက်တင်ဘာလ12ရက်နေ့မနက်အစောပိုင်းကြောက်တော်မြို့နယ်တရက်တပင်ချင်းရွာရှိပညာပန်းကင်းနယ်အမြင့်တဲကိုပိုင်ထက်တန်းကျောင်းတို့ကိုစစ်ကော်မရှင်တပ်ကပေါင်900ဘုံနှလုံးလာရောက်ချင်းချသွားပါရယ်။စစ်တပ်ဘုံကျဲမှုကြောင့်ကျောင်းသူကျောင်းသား19ဦးသေဆုံးပြီးသေဆုံးသူ20 နက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အာရခတပ်တော်ကြီးကဒီကနေ့မနက်ပိုင်းမှာအမည်စင်းအနေနဲ့တို့ကသတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ပုံကျင်းမှုအတွက်တရားမျှတမှုရတဲ့ထိဆောင်ရွက်သွားမှာဖြစ်ပြီးကျူးလွန်သူတွေခိုင်းစေသူတွေနဲ့ပါဝင်ပတ်သက်သူတွေကိုပြင်ထန်စွာလက်တုံပြန်သွားမယ်လို့အာရခတက်တော်အေကပြောပါရယ်။ဒါအပြင်အာရခတက်တော်အေအနည်းငယ်လေးစေအုပ်စုရဲ့စစ်ရာဇဝမှုကျူးလွန်မှုအချက်လက်တွေကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေထံပေးပို့သွားမယ်လို့အသိပေးပါရယ်။ရခိုင်ပြည်နယ်မှာအခုနှစ်အတွင်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား89တေဆုံးပြီး62ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့အာရခတက်တော်အေရဲ့အချက်လက်တွေကသိရကြ ောင်းသတင်းမှဖော်ပြပါရှိပါရရှင်